ဘာအကြီးမားဆုံးရာဇဝမှုကြီးကိုမြမမြေပေါ်အထူးသဖြင့်ကျွန်တော်တို့ရဲ့လွတ်မြောက်နေမြေလို့ခေါ်တယ်ကရင်နေမြေမှာလာလောက်ကြတာရစ်ဆက်တယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အမြမြမသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်အခုဒီ absent final တော့ဟိုးလေးတကြောဖြစ်နေတယ်ဆိုရင်အခုမြန်မာနိုင်ငံကိစ္စက အရှိတောင်အာရှရာဇဝင်မှာကိုကဘာသမိုင်းဒုတိယကဘာစီပြီးတဲ့သမိုင်းမှာကိုတခါမှမကြောက်ပြောချင်တာကဗျာကုလသမဂ္ဂဘာလုပ်နေလဲဆိုတော့မိခွန်အကြီးအမေးစရာရှိတယ်ကဘာမြေပေါ်မှာဒီလိုမျိုးဗလိုင်းကြီးလုပ်နေတာကိုကုလသမဂ္ဂကပါစပိတ်နေတာလားတော့သူတို့ကိုသူတို့ယဉ်ကျေးပါတယ်လို့ပြောတယ်စင်ကာပူနိုင်ငံရနိုင်ငံရေးသမားတွေခေါင်းဆောင်တွေစင်ကာပူနိုင်ငံသားတွေမလေးရှားနိုင်ငံသားတွေ ထိုင်းနိုင်ငံဒါတွေမရှက်ကြဘူးလားဗျာဘာကြောင့်အိန္ဒိယသတင်းမီဒီယာတွေကအေဂျီအာစီယာကဲ့သို့ကိုရိုဒေတာတွင်မှဖြစ်နေတဲ့ကိစ္စကိုမဟုတ်ဆိုတော့ကြကြမပါပါဘူးเนาะဒါပေမဲ့အဲ့ဒါမျိုးဥပမာပြောချင်တာဘယ်သူမှလက်လွတ်မပေးဘူးဆိုတော့ပြောချင်တာ

ြီးနေမြေတွေကိုသူတို့ပိုင်ပါတယ်သူတို့ဒေသပါဆိုပြီးတော့ပြောနေကြတာလေမြန်မာနိုင်ငံဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရကရင်မြေကရင်ပိုင်တယ်လို့ပြောနေကြတာလေအလုံးအမတန်စိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့သူတို့ကတော့အပိုင်လို့တာပါမင်းအောင်လိုင်းစစ်တပ်စီမှာရင်းနှီးမြှုပ်နှံမှုဒီ investment လုပ်မယ်ဆိုပြီးတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာဘီလီယံနဲ့ချီလာတယ်ဆိုပြီးတော့ နေမီတွေကိုလုတ်ပိုင်ခွင့်ပေးလိုက်တယ်။စီးပွားရေးပေါ့ပထမတော့တော့ online ဒီလောင်ကစားဝိုင်းကက်ဆီနိုဝိုင်းလောက်ပေါ့အဲ့လိုခွင့်ပြုလိုက်တယ်။ဒါပေမဲ့နောက်ွယ်မှာနောက်ထပ်တစ်ချက်ကကိုပိုင်စစ်တပ်ပုံစံတွေလည်းနဲ့ပိုင်ခွင့်ပေးတာ။ ဲသူတို့အာရှလန်းကိုမရရအောင်ဖွင့်ဖို့ကြိုးစားတယ်။အဲ့အဲ့ဒါကြီးကသူတို့ဒီလူမောင်ကိုကူးတဲ့လမ်းကြောင်းသူတို့ကလီစာတွေဖြန့်ဖြူးတဲ့လမ်းကြောင်းကြားဖြန့်လုပ်ငန်းတွေလုပ်မဲ့လမ်းကြောင်းကြီးဖြစ်နေလို့ပဲ။ကင်းပြည်နယ်ဖို့ပြုတ်တဲ့ရေးနဲ့ကင်းပြည်သူတွေကြီးပွားချမ်းသာဖို့မဟုတ်ဘူး။အဲ့ဒီလူတစု ကြီးပွားချမ်းသာဖို့နဲ့စစ်အာဏာရှင်စနစ်တည်မြဲဖို့အတွက်ဖက်ဒရယ်ဆိုတာကိုအကြောင်းပြ တိုင်းရင်းသားအခွင့်အရေးကရင်အခွင့်အရေးဆိုတာကိုအကြောင်းပြကရင်နယ်မြေဆိုတာကိုအကြောင်းပြပြီးတော့ဘလောက်လူဘာဝကြလဲဆိုရင်မင်းတို့ energy မလာနဲ့ဟင်မင်းအောင်လဲလို့ကြတော့ခွင့်ပြုထားတယ်အဲ့တော့ ယူသားသောကရင်နိုင်ငံ၏သမားများယူသားသောကရင်ခေါင်းဆောင်များယူသားသောကရင်ပြည်သူများ မပါပါဘူးကရင်နာမည်ကိုအသုံးချကြတာကရင်နာမည်ကိုအသုံးချပြီးကရင်ပါတီထောင်တယ်အခုရွေးကောက်ပွဲတော်ဝင်တော့မယ်ဒေါ်တော်အောင်လှလို့ပေါ့ရခိုင်နာမည်ခံပြီးတော့အေးမောင်တို့ဒေါက်တာအေးမောင်တို့ဝင်တော့မယ်ကချင်နာမည်ခေါ်ပြီးဒေါ်တွဲဘူးတို့ဝင်တော့မယ်မွန်နာမည်ခံပြီးမွန်နေဝင်တော့မယ် ရှမ်းနယ်မြေခံပြီးရှမ်းနေဝင်တော့မယ်တကယ်ကိုတိုက်ပြည်အတွက်ကိုလူမျိုးတွေကိုဒေသသားတွေအတွက်မစင်စားပဲအမိကျက်အမိစားခေါင်းကျက်ခေါင်းစားဆိုတဲ့ကဘာပေါ်မှာမကြားမမှန်တာလားကျွန်တော်တို့တသက်လုံးဖတ်ခဲ့ရတယ်ဒီဘယ်လိုပြောမလဲနိုင်ငံခြားဘာသာပြန်ဝှထုတွေတည်းကအတိုင်းကို ကိုယ်နိုင်ငံမှာလာဖြစ်နေတာဝမ်းနည်းစရာပဲဂိုင်းကျုပ်ကဘာတူလဲစကောင်းစီပဲဂိုင်းကျုပ်ရဲ့မူကြီးမတ်ရာတွေကဘာတူလဲပြည်တွင်းကအခုစကောင်းစီနဲ့ရွေးကောက်ပွဲဝင်မဲ့အုပ်စုတွေပဲပြီးတော့အဲ့ဒီတိုင်းသားလက်နက်ကိုင်တချို့ပဲ PGF ပေါ့ဗျာပြောချင်တာ PGF အုပ်စုတွေပေါ့ပြည်သူ့စစ်အုပ်စုတွေကြားဖြတ်အုပ်စုတွေပဲ တကယ်ကိုကျွန်တော်တို့ကဓမ္မနဲ့အတ္တမမအခုရှင်းရှင်းကြီးပေါ်လာနေပြီကျွန်တော်တို့ပြည်မနိုင်ငံရေးသမားတွေကယူသားတယ်ရှင်းတယ်စစ်တပ်ကို အာဏာကဖယ်ရှားခြင်းနဲ့အရက်သားနိုင်ငံရေးစနစ်တကူကိုတိဆောက်ခြင်းနဲ့ဖက်ဒရယ်ဖက်စီဘုံအခြေခံဥပဒေကိုဆွဲခြင်းနဲ့ ရာသီရထိုက်တဲ့အခွင့်အရေးကိုကမ္ဘာနိုင်ငံများနဲ့တန်းတူဥပဒေအရလုပ်ပေးခြင်းနဲ့ဒါမဲ့စစ်တပ်နဲ့ပေါင်းစားပြီးစစ်တပ်မွေးထားတဲ့ဒီတိုင်းရင်းသားကို အရေးခြုံထားတဲ့ဒီ BGF တွေပြည်သူစစ်တွေကသူတို့တကူစားပြီးလျင်တာတွေဖြစ်ဖို့ဂျော်လာဖန်ရာနဲ့ကြီးဖြစ်ဖို့ရေးဆက်ဆက်မကြောက်မနာတာ

ရိကန်ကအများကြီးသိထားတဲ့ပုံစံကြီးတယ်။ဂျိုးဘိုင်ဒန်တို့အများကြီးသိထားတဲ့ပုံစံကြီးတယ်ကျွန်တော်တို့ကမပြောတာဗျာ။ဒါကြောင့် FBI မှာပါဝင်ပတ်သက်လာတာကျွန်တော်တို့သိတာနည်းနည်းလေးပဲဖြစ်နေမယ်။အခုဒါတွေကဟိုဘယ်လိုပြောမလဲဒီဘယ်လာရုစ်ကောင်မလေးကလီစာတွေရောင်းစားခံရတဲ့ကိစ္စ အခု KK ဘက်ကိုသူတို့ဘုံခွဲတော့ပြန်ရောက်သွားတဲ့အိန္ဒိယသတင်းစာမှာပါလာတဲ့အိန္ဒိယနိုင်ငံသားတွေရဲ့ကူတွေးဖြစ်ရဲ့အိန္ဒိယကဒီမိုကရေစီနိုင်ငံလေဒါကြောင့်သတင်းစာတွေမှာပြောတော့အဲ့ဒါတွေကြောင့်ကျွန်တော်တို့သိရတာအဲဒါဆိုရင် အမေရိကန်ထောက်လှမ်းရေးတို့ထိုင်းထောက်လှမ်းရေးတို့အာဆီယံထောက်လှမ်းရေးတို့တိတာရဲ့ကျွန်တော်တို့ကအပုံသသိမ်းပုံတစ်ပုံတော့မသိသေးဘူးဒါဆိုရင်ချီချီမမဆိုးဆိုးဝါးဝါးကြီးကိုဖြစ်နေပြီဆိုတာသိကြတော့ရှိတယ် ဲ့ဒါအဲ့လိုကောက်ချက်ချမယ်ဆိုရင်မှန်ပါဘူးကျွန်တော်တို့သိတယ်ဆိုတာဒီမီဒီယာလေးတွေမှာသူဒီဒီရဲ့ပိုင်းမှာ KK ဘက်ကို KK ဘက်ကိုဒါသူတို့ဘုံခွဲလိုက်တဲ့မင်းအောင်လိုင်ကိုတိုင်က KK ဘက်ကိုအပြတ်ရှင်းမယ်ဆိုပြီးမနေ့ကမော်လမြိုင်မှာဒီနေ့တင်တယ်မော်လမြိုင်မှာလုပ်တဲ့သူ့ရဲ့ဝန်ထမ်းတွေတွေ့ဆုံပြီးမင်းအောင်လိုင်ကိုတိုင်ပြောသွားပြီအဲ့တော့အဲ့လောက်ဆိုရင်ကျွန်တော်တို့အဲ့တော့မှသိတာလေဒါဆိုကျွန်တော်တို့အခုသိတာတွေအခုကျွန်တော်တို့ပြောနေတာတွေကအစားဖြစ်နေတဲ့အဖြစ်ပြည့်အပုံသသိမ်းပုံတော့တပုံမဟုတ်ဘူး အပုံတသိန်းပုံတပုံလောက်ပဲသိတယ်အထဲမှာတော်တော်ကြီးကြီးမားမားကြီးကိုရောင်းဝယ်ဖောက်ကာဖြစ်နေကြပြီဘာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကထိုင်းမှာဗျာဒုက္ခရောက်လို့ထွက်ပြေးလာတယ်ဗျာသိတယ်မလားကျွန်တော်တို့မြန်မာနိုင်ငံသားတွေကခိုးဝင်ရတယ်ဗျာအလုပ်လေးရမယ်ဗျာတနေ့ကိုဘတ်300ဘတ်400လေးရကျဉ်းနဲ့နေပြီအဲ့တော့တလားကိုဘတ်ဘတ်တောင်းရမယ်ဗျာဘတ်ဘတ်တောင်းခွဲရမယ်ဗျာအဲ့တော့ဈေးတွေနှုတ်အေကိုဘတ်9000လောက်ပြန်ပို့နိုင်လဲမစိုးဘူးဆိုတော့ ဟိုဘယ်လိုလဲတင်းတင်းလေးပဲစဉ်းစားတာလေအကြောင်းထိုင်းနိုင်ငံမှာစီးတယ်တကယ်မှဒါဒါပေမဲ့နောက်ွယ်မှာအလွန်အမတန်ကြီးမားတဲ့အဖြစ်ပြက်ကြီးတစ်ခုဒီ KK ပတ်တွေကြောင့်ပေါ့နော်ဒီ BGF တွေကြောင့်ဒီမင်းအောင်လှိုင်တို့ကြောင့်ကြီးကြီးမားမားကြီး ဖြစ်ထားပြီးဆိုတာကမ္ဘာကောင်းဆောင်နေအထူးသဖြင့်အမေရိကန်ထောက်လှမ်းရေးနဲ့အမေရိကန်တည်နေပြီးဆိုတာ တို့သိတာရဲ့အပုံသသိမ်းပုံပုံတော့ပဲဦးကျွန်တော်တို့သိသေးတယ်လို့ကျွန်တော်ကပြောမယ်ဆိုရင်သဘောတူပါသလား yes or no ထုံးလေးကောင် energy လည်းမသိဘူးမသိလောက်ဘူးဦး energy ရဲ့ဝန်ကြီးချုပ်ဆိုရင်ဒါ KN ယူနေတူနေတယ်သူတို့လည်းအကုန်မသိလောက်ဘူးเนาะဒီ CRPH ကကိုနေဖုံးလဲတော့ဘာလို့လဲမသိလောက်ဘူး ပြီးပြီးအကုန်မသိလောက်ဘူးအကုန်လုံးကဝီဝီဝဝပဲ NUG ရဲ့ဝန်ကြီးတွေလည်းမသိလောက်ဘူးအဲ့တော့မင်းတေကစကားနဲ့ပြောရင် IP တို့ရေတော်တော်လေးလေးနက်လာပြီအခုကဒီအမှုသွားမှုလာကိုကြည့်ရတာတော်တော်လေးလေးနက်လာပြီကျွန်တော်တို့ live မမှီနိုင်လောက်အောင်ဖြစ်နေပြီဟုတ်ပါသလား Yes or no? Hello. ော့လူတွေပြောပြောနေလူကြီးတွေပြောလို့မြန်မာနိုင်ငံကြီးမှာဝင်မပါနဲ့မရှုပ်နဲ့တော့မြန်မာနိုင်ငံကြီးကအရန်ရှုပ်တယ်အခုမှကျွန်တော်သဘောပေါက်တယ်ဘာရှုပ်တယ်လဲဆိုတာအခုမှသေချာရှင်းတယ်ဒီနော်ကတိတ်သဘောမပေါက်ခဲ့ဘူးဘာလို့သူတို့ဆိုလို့မှန်းမသိဘူး အဲ့လိုတီးတဲ့လူတွေလည်းဘလောက်တောင်အစာဖြောက်ခံလိုက်ရပြီလဲဆိုတာကိုဖြစ်နိုင်လားအဲ့ဒါကိုပေါ်မဲ့လူတွေသတင်းတောက်တွေတိမဲ့လူတွေကိုလည်းအဲ့ဒီအဖွဲ့အစည်းတွေကထိုင်းနိုင်ငံလိုနေရာမှာဘလောက်တောင်အစာဖြောက်လိုက်ပြီးဘလောက်တောင်အပြစ်မဲ့တဲ့ပြည်သူတွေအစာပြောက်ကိစ္စတုံးဝပြီလဲဆိုတာလေစဉ်းစားလို့ရနေပြီဟုတ်ပါသလား yes or no ြောချင်တာကမင်းအောင်လိုင်စစ်တပ်ရဲ့အကျင့်ပြချစားမှုတွေကနေသူတို့ရန်ကုန်ထိကြိုက်တယ်လို့ဝင်လိုက်ထွက်လိုက်လို့လို့ရနေတယ်စစ်တပ်နဲ့ပေါင်းပြီးတော့ဒါကြောင့်နေဆက်ဒီမှာ DGB တို့အဲ့ဒီလက်နက်ကင်တွေကရန်ကုန်အထိလူအကျိုးပို့လို့ပြီးတော့30 30 60အကုန်စိတ်ချအကုန်တဲပေးနေတာဟုတ်ပါသလား yes or no ဲ့ဒီလက်နက်ကင်ဖွဲ့စည်းတွေကပဲထိုင်းနိုင်ငံကိုလူမျိုးစုံကိုကျွန်တော်တို့နိုင်ငံသားတွေကိုထွက်ပြေးခြင်းတဲ့လူမျိုးစုံလေတွေနဲ့ကူပြီးတော့ဘန်ကောက်ရောက်ပို့ပေးနေကြတယ်တချို့ရန်ကုန်ကနေလူတွေတက်ပြန်ခဲ့လာကြတယ်မန္တလေးကအဲ့ဒီပုံစံနဲ့လည်းကျွန်တော်တို့ CDN တွေကျွန်တော်တို့ဒီတက်ကြွလှုပ်ရှားတဲ့နာမည်ကြီးနိုင်ငံရေးသမားတွေလည်းအဲ့လိုပုံစံနဲ့ပဲအကုန်လုံးသူတို့ကဲထုတ်လာတာဟုတ်ပါသလား yes or no အဲ့တော့အဲ့ဒီနောက်ွယ်မှာအလွန်အမြန်လေးနဲ့စွာနဲ့တနိုင်ငံလုံးကိုသူတို့မှွေခြင်းသူတို့မှွေလို့ရပြီးတော့ လုတ်ချင်သလို လုတ်လို့ရတယ်ကျွန်တော်တို့ကဲထုတ်တော့ကကျွန်တော်တို့ကသူတို့ကိုယေစုတင်တာပေါ့ဗျာเนาะကျွန်တော်တို့တော်လိုင်းသမားတွေနာမည်ကြီး celebrity တွေပေါ့လူပညာရှင်တွေပေါ့เนาะကျွန်တော်တို့ရဲ့ဝန်ကြီးတွေပေါ့ဒါပေမဲ့နောက်ွယ်မှာအခုလိုရာဇဝလုပ်ငန်းတွေအခုလိုလူကုန်ကူးတဲ့လုပ်ငန်းဒီကလီစာလုပ်ငန်းတွေကိုသူတို့လုတ်ချင်သလိုလုတ်သေးချင်သလိုသေလို့ရနေပြီဆိုတာသိကြသလောက်ချွေနေပြီပေါ့ဒါကြောင့်သူတို့ဒီဟိုဘာလဲဟိုနေမှာဟိုနေမှာ CCTV တွေ ဟိုဘယ်လိုပြောမလဲဟိုလေအိစရေးတွေအားလုံးကားဂိတ်တွေမှာလေဘာသူတို့ဘယ်နေရာလဲရန်ကုန်ညောင်ညောင်ခါရှိသူတို့ကတက်တာသူတို့သိတယ်လေသူတို့လမ်းကြောင်းလှုပ်ထားလို့ဒါကြောင့်အိမ်မှာသူတို့ကလက်နဲ့လောက်ပဲစစ်တာကျန်တဲ့ကလာတော့ကလီစာတွေဘာတွေကသူတို့လှုပ်ပေးမှာလေအဲ့တော့တကယ်ကိုလမ်းကြောင်းကြီးရှိနေတယ်တကယ်ကိုအဲ့ဒီပုံစံနဲ့လေ UG တွေအဝင်ထွက်လုပ်နေတဲ့ပုံစံလည်းရှိတယ်ပေါ့လေနော်အဲ့တော့ အားနေချက်အားသာချက်တွေရှိနေတယ်အံ့ဩစရာပဲကျွန်တော်တို့ရဲ့ရန်ကုန်ကနေထွက်ပြေးခြင်းနဲ့ကျွန်တော်တို့တက်ကြွလှုပ်ရှားတဲ့ဒီမိုကရေစီနာမည်ကြီးပုဂ္ဂိုလ်များကိုရန်ကုန်အရောက်တော့ခေါ်လာတာ